အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့ဗုဒ္ဓဟူးသတ္တမီများအတွက်မြန်မာနှစ်ကိုတကူးလာ AV လလေးလပိုင်းတလားစွာဟောစရံကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်ဒီဟောစရံကြီးကိုတော့မန္တလေးမြို့မှာဆရာကြီးမင်းသူရကိုယ်တိုင်တွေ့ချက်ဟောပြောထားတာဖြစ်ပါတယ်ခေါ်စရံနဲ့မှာပါဝင်တဲ့အကြောင်းအရာလေးကတော့အလောက်ကိုင်းစီးပွားရေးအခြေအနေရေးပညာရေးကျန်းမာရေးသတိပြုအပ်မဲ့အသက်ပိုင်းချမ်းများဆောင်ရွက်ရန်ကိစ္စနဲ့ရေရာတို့ပဲဖြစ်ပါတယ် ဘုဒ္ဓဟူသတ္တမိမြဟာဒီလာမှာဆိုရင်အလုံးစုံအောင်သောယုအကြံစီအောင်သောယုအလွန်ကောင်းပြီးအကျိုးမြော်ပြီးညောင်ရီလောင်းရမယ်အခွင့်ဒုက္ခများဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလာမှာဆိုရင်ဘုဒ္ဓဟူသတ္တမိမြဟာအတာစပြီးတော့နှစ်ကူးကျော်မှအခက်အခဲတွေကြုံတွေ့ရတတ်ပါတယ်ဘုဒ္ဓဟူသတ္တမိမြဘုံမိကြရောက်သူများပုံမူဂယုဆိုင်တင်ပါတယ်မကောင်းသူပဲကောင်းသူကဲဟုဆိုယိုစကားအတိုင်းထူးခြားတဲ့အပြောင်းလဲများတွေ့မြင်ရနိုင်ပါတယ်ထိပေါက်ကင်းရှိနိုင်သလို ကြာရှုံးမှုတွေလည်းရှိနိုင်ပါတယ်အင်္ဂါသတ္တမီများနဲ့တွေ့ပြီးတော့ share ရလို့ချင်းများ ပြုလုပ်ပေးပါထီထိုးပေးပါ AB လ18ရက်မှ24ရက်အတွင်းမိတိကိစ္စမဆိုးတတိနဲ့ဆောင်ရွက်ရပါမယ်လုပ်ငန်းခွင်မှာဆိုရင်မတမာသူတို့ရဲ့လိန်လယ်မှု ခံရပါလိမ့်မယ်မိမိတို့ရဲ့ဘဝဒုဒ္ဒအောင်မြင်မှုရရှိရဲ့အတွက်နီလန်မျိုးစုံတုံဆွဲရပါမယ်တတိဝရိယနဲ့ရှင်ပြီး လုပ်ငန်းများကိုလုပ်ကံရန်အရေးကြီးပါတယ်မောင်နှမအသားချင်းများအတွက်စိတ်သောက ရောက်တတ်ပါတယ် ်ဆက်ပစ္စည်းများစီးနှင်ခြင်း၊ကင်တွယ်ခြင်းအထူးဂရုစိုက်ပေးပါ။စီးဝါးရေးမှဆိုရင်အလူမီနီယံနဲ့တန်တယ်လုပ်ငန်း၊ဖက်ရှင်ဆိုင်ဖွင့်ခြင်းများဝင်ငွေများရရှိနိုင်ပါလိမ့်မယ်။ပရိဘောဂလုပ်ခြင်း၊စေဝါရောင်းဝယ်ခြင်း၊ဆက်သုံးစီရောင်းဝယ်ခြင်းလုပ်ငန်းများ၊စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများကက်စနက်တန်းွေရောင်းဝယ်ခြင်းရေတန့်လုပ်ငန်းဝင်ငွေများရရှိနိုင်ပါလိမ့်မယ်။မိတ်ဆွေအကြီးငယ်များရဲ့အကြံဉာဏ်များကိုယူပြီးလုပ်ငန်းကိစ္စရများဆောင်ရွက်မှသာလျှင်အကျိုးထူးခံစားရမယ့်လဖြစ်ပါတယ်။ ငွေကြေးမှာဆိုရင်ငွေကြေးကိစ္စများအတိုင်းအတာထက်ပိုဝင်လာပါလိမ့်မယ်။အင်တာမီပြုပြင်မှုများကြုံရမယ်။မိသားစုဖျားဘူးခေးထွက်ရခြင်းအလူဒါနကုသကောင်းမှုများလည်းအောင်မြင်ပါလိမ့်မယ်။ဆွေမျိုးသားချင်းများအလဲပတ်ရောက်လာတတ်ပါတယ်။ပညာရေးပိုင်းအနေနဲ့ကတော့အလုပ်အင်တာဗျူးဖြေသူများအခွင့်အလမ်းများရရှိပါလိမ့်မယ်။ပညာရေးလောကမှာလောက်ကိုင်းနေသူများကလည်းရာထူးတက်ခြင်း၊နေရာပြောင်းလဲခြင်း၊အိုးအိမ်ဆောက်လုပ်ခြင်းရှိပါလိမ့်မယ်။အသက်19နှစ်မှ22နှစ်ကြား အခြေအနေမရောထွေးတင်ပါဘူးစိတ်ကိုတည်ငြိမ်အောင်ထားရပါမယ်အခြေအနေအနောင်ရေးပိုင်းနေတဲ့ကတော့အပြူလူပြူများအဆက်ဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရခြင်းချစ်သူထံမှအမတ်တရလက်ဆောင်တစ်ခုကြီးကြီးမားမားရပါလိမ့်မယ်ကျိုးရွယ်သူများအိမ်အောင်ရှင်များစံပွင့်ပါလိမ့်မယ်မလို့လက်သူများနဲ့ပတ်သက်ရတတ်ပြီးတစ်ခုလန်တလန်ကွာတို့နဲ့မျက်စိကြနေတတ်ပါလိမ့်မယ်တသမိယရနာများအတွက်ကြောင့်ဂုံတရင်ကြော်စောမယ်ချင်းတဲ့ချောင်းဝင်ခင်းရှိတယ် မိမိရဲ့အိမ်နောက်ဘက်ကမိမိကိုအလေးထားဆက်ဆံခြင်း၊ဂရုစိုက်ခြင်းကိုရရှိပါလိမ့်မယ်။ဗုဒ္ဓဟူသတ္တမိမြအနေနဲ့ဒီအသက်ပိုင်းခြားရီကတော့အသက်18နှစ်မှ24နှစ်အိမ်အောင်မပြုတ်တင်ပါဘူးပြုမိပါကဒုက္ခကြုံတတ်ပါတယ်အခြေအနေပတ်သက်ပြီးမိမိထင်သလောက်အခရေးမပေါ့ရောက်နိုင်ပါဘူးအခြေအနေအိမ်အောင်ရဲ့အတွဲအနေနဲ့ကတော့ဇာတာပရိနံစနေနံအင်္ဂါနံဗုဒ္ဓဟူနံအဲ့ဒီနိနံနေတဲ့ကအထူးအသိမြတ်ပါလိမ့်မယ်ဗုဒ္ဓဟူသတ္တမိမြအနေနဲ့အခြေအနေအိမ်အောင်ရဲ့အတွဲအနေနဲ့ကတော့ တနင်္လာရာဟုတနင်္ဂနွေဖြစ်လျင်မသိမြက်ပါဘူး။အိမ်တော်ရဲ့အပြောင်းလဲတွေကြုံတွေ့ရပါလိမ့်မယ်။ကျမ်းမာရေးအနေနဲ့ကတော့ကိုခန္ဓာအောက်ပိုင်းမတော်တဆထိခိုက်အနာတရဖြစ်တတ်ပြီးခွဲစိတ်ကူးတမှုတို့၎င်းကြုံတွေ့ရပါလိမ့်မယ်။ကျမ်းမာရေးမှာမျက်စိအားနေခြင်း၊ခြောက်ကပ်လေးနာယောဂါ၊ဇကြောယောဂါ၊ညာဘက်ချမ်းကြိုက်ခခြင်းဖြစ်တတ်ပါတယ်။ဗုဒ္ဓဟူသတ္တမိများအသက်48နှစ်55နှစ်ဘုံမိကြရောက်သူများပုံမူဂယုဆိုင်တင်ပါတယ်။သတိပြုရမယ့်အသက်ပိုင်းခြားအနေနဲ့ကတော့ အသက်16နှစ်မှ24နှစ်နဲ့28နှစ်46နှစ်အသက်59နှစ်55နှစ်63နှစ်အဲ့ဒီအသက်ပန်းခြားတွေကတော့အနှဲငယ်ညပါလိမ့်မယ်ဆွဆဲမှုအမျိုးမျိုးခံရခြင်းကြုံရမယ်အင်အားကြီးကိစ္စအတွက်ငွေကုန်ကြီးကြအများပါလိမ့်မယ်မိမိပိုင်ဆိုင်တဲ့ပစ္စည်းများအတွက်အတိုင်းဝိုင်းဆွေမျိုးများနဲ့စကားများတတ်ပါတယ်အထူးဟောကဲအနေနဲ့ကတော့ငွေခွေကင်းချီများစတဲ့အစိတ်ရှိတဲ့တရားဝါများတရိထားရပါမယ် စက်ပစ္စည်းများစီးနှင်ခြင်း၊ကင်တွယ်ခြင်းအထူးဂရုစိုက်ပေးပါ။အတွင်းလူများရဲ့သစ္စာဖောက်ကျခြင်းလည်းခံရတတ်ပါရဲ့။ယခုလာမှာဆိုရင်ခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်ပေါင်းညွန့်၊သုံးညွန့်ဖျားလှပြီးသွားပါ။အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့၃ကဏ္ဍ၊၅ကဏ္ဍ၊၃ညာကဏ္ဍတို့ဖြစ်ပါတယ်။အကျိုးပေးသောအယောင်နေနဲ့ကတော့အနီရောင်၊နက်ပြာရောင်ဖြစ်ပါတယ်။အကျိုးပေးသောနိနံအနေနဲ့ကတော့တနင်းကနွေနံ၊ကြာတာရိနံဖြစ်ပြီးအကျိုးမပေးသောနိနံအနေနဲ့ကတော့အတောက်ကြာနံဖြစ်ပါတယ်။ အကျိုးပေးသောအရက်အနေနဲ့ကတော့တောင်ရက်ဖြစ်ပြီးအကျိုးမပေးသောအရက်အနေနဲ့ကတော့အမြောက်ရက်ဖြစ်ပါတယ်ဗုဒ္ဓဘုရားတသမိများကံကောင်းမှုတွေရောက်လာစေရန်ရေဒီယာအနေနဲ့ကတော့အိမ်ဖျားစင်မှာနက်နက်10နာရီ45မိနစ်အတွင်းမင်းမျိုးပန်၊ပိန်ပန်၊ပေါင်းညွတ်၊သုံးညွတ်စီဖျားကိုလှူပေးပါလိမ္မော်ဖြော်ရီကက်လှူပေးပါဖျားစင်ကိုတန်ရှိပြုလုပ်ပေးပါနက်နက်စောစောထပြီးတမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကိုမြစ်တာပို့ပေးပါ အညံ့တွေပျောက်သွားတတ်ပါတယ်။ကောင်းမှုကုသိုလ်ဒါနပြုခြင်း၊ဖြော်ရည်လူရန်ခြင်း၊အာရကျွေးခြင်း၊ဓမြက်စည်းလူခြင်း၊အဝိထေလူရန်ပေးပါ။မိမိလိုရာစုကိုလည်းတောင်းပါ။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးကြတာကတော့ဗုဒ္ဓဟူသာသမီများအတွက်အေဘီလာဒလစာအထူးဟောစရံပဲဖြစ်ပါတယ်ရှင်။